ခင်ဗျားတို့ကိုဖုံးအားပေးထောက်ခံသူတွေပေါ့နော်ခင်ဗျားတို့ငြိမ်နေကြတော့ကျွန်တော်အံ့ဩတယ်ပေါ့ဗျာနော်အဲ့တော့ခင်ဗျားတို့ရဲ့ဆန္ဒကိုထုတ်ဖို့ပြသကြပါနော်အဲ့တော့မှတ်သားလေးဆန္ဒပြဖို့လောက်ခင်ဗျားတို့ချစ်တယ်မဟုတ်ဘူးလားအဲ့တော့ဥစဉ်ကပြောခြင်းနဲ့ဆန္ဒပြခိုင်းတဲ့ပြပတကားတွေကိုပြောခြင်းနဲ့လာခဲ့ပါအဲ့တော့ခင်ဗျားတို့ဒီဖင်လန်တို့ကျန်တဲ့နေရာနိုင်ငံတွေရဆိုလို့ရှိရင်လမ်းစည်ကတော့ရှားလောက်တော့ဈေးမကြီးတော့ဘူးအဲ့တော့လမ်းစည်ရောစားစည်ရောဥစဉ်အာမခံမယ်ငါကုစောဘုန်းကြီးတို့ဆန္ဒပြပါတယ်ဗျကုစောတို့ပြဆန္ဒပြတောင်းဆိုပါတယ်ဗျဆိုပြီးမှ ါမျိုးတွေလာခဲ့ကြဥစဉ်လမ်းစေးရေအကုန်ခံမယ်နော်အဲ့တော့ကိုစောဖိုးရင်းကိုဝိုင်းရံအပြီးထောက်ခံနေတဲ့လူတွေကိုပြောချင်တယ်ဗျဒီလူရဲ့စေရင်စိတ်တက်ကတော့ကိုသောဘိုးကြီးလိုက်လွတ်တဲ့အခါမှာတစ်ချက်တစ်ချက်လွတ်သွားတယ်တော့ထင်တယ်ဦးစင်းတို့ကကဲအခုလို့လဲဆိုကိုသောဘိုးကြီးလိုက်လွတ်တဲ့အခါမှာဦးစင်းအထင်ကတော့မူဘီမှာလိုက်လွတ်တယ်လို့ပဲထင်တာတောက်ပြီးမှလေအဲဒါဆိုကိုသောဘိုးကြီးအမလူကြီးတွေကိုငါကိုက်တုတ်ထားတယ်တင့်ယုံဆဲတာတွေနဲ့ဒါနဲ့ပဲဟုတ်ကဲ့ကျွန်တော်မိဘညီကိုမောင်နှမများအားလုံးပဲတော်လန်ညကြံလေးပါ ဒီကနေ့ဇွန်လ10ရက်နေ့အတွက်ညပိုင်းသိရတဲ့မြေပြင်စစ်အေးသတင်းတွေကိုလုံရင်တုံစင်ဖက်ပြတော်ပေးပြီးတော့ဒီနောက်မှာဟိုဘာအော်တန်ဇာရက်ကောအကောင်တွေလိုင်းပေါ်တက်ပြီးဘလိုတွေဖင်ကုန်းပြီးအော်ထားကြမလဲဆိုတာကျွန်တော်တွားပြီးတော့ကြည်လိုက်အောင်ညာကဲတော့ပထမဆုံးဒါကြတော့ Greenie ပြည်နယ်ဘက်ကသတင်းကောင်းလေးကတော့ Greenie ပြည်နယ်လွှမ်းကုံမြို့တပီကုန်းရဖုန်ကြောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုကျွန်တော် KNDF တပ်ဖွဲ့တွေကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာတော့အကြမ်းဖက်စစ်ကောင်စီတပ်သား20ဝန်းကျင်တိုက်ဆုံးခဲ့ပြီး ရောတော်လိုင်းရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အဲ့ဒီပြစ်ခတ်မှုဖြစ်ပွားနေချိန်အတွင်းစစ်အုပ်စုဘက်ကစစ်ကူလာတဲ့စစ်ကြောင်းကိုလည်းကြားဖြတ်တိုက်ခတ်ခဲ့လို့ MA1 ငါလက် AK47 တက်လက် MA4 တက်လက် RPG တက်လက်နဲ့အခြားလက်နက်ခဲများစွာကိုလည်းတင်စီရရှိခဲ့တာဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော် KNDF ဗျူဟာအမှတ်2ကဒီကနေ့ဇွန်လ10ရက်နေ့မှာထုတ်ပြန်လာတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဆက်ပြီးတော့ဒါကျွန်တော်တနင်္သာရီဘက်မှာဆိုရင် တနင်္သာရီတိုင်းဒဝယ်မြို့နယ်ဆွေကူတောင်ပေါ်မှာတက်ဆွဲထားတဲ့အကြံဘတ်စစ်တပ်ကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာအကြံဘတ်စစ်ကောင်စီတပ်သား၄ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းတစ်ပုဒ်ကတော့ဇွန်လ၁ရက်နေ့မွန်းလွဲတနင်္သာရီခန့်မှာဒဝယ်မြို့နယ်ဆွေကူတောင်ပေါ်မှာတက်ဆွဲထားတဲ့အကြံဘတ်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့ပြီးအဲ့ဒီတိုက်ခတ်မှုအတွင်းအကြံဘတ်စစ်ကောင်စီတပ်သား၄ဦးတေဆုံးခဲ့ကထိခိုက်ဒဏ်ရာရသူတွေများပြားခဲ့ပြီးဒါကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆိုပြီးတော့ ခေတ်သစ်မီဒီယာကတင်လာပေးတဲ့ဒါကျွန်တော်တနင်္သာရီတန်းဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်။ဆက်ပြီးတော့ဒီနောင်ချိုဘက်မှာဆိုရင်လဲဆန်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့အနီးကကံကြီးကျေးရွာကိုရောက်လာတဲ့စစ်ကောင်စီတပ်သားတွေဟာကျွန်တော် TNL ပူပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်ဒီကံကြီးရွာကနေ၃မိုင်နီးပါးဝေးတဲ့ဆွေမှုနော်ကျေးရွာဘက်သို့ပြန်လည်တက်ဆုတ်သွားကြောင်းသိရပါတယ်။ဒီကံကြီးရွာနဲ့ဆွေမှုနော်ကျေးရွာတွေကတော့နောင်ချိုကနေတောင်ခမ်းရွာကိုသွားတဲ့လမ်းပိုင်းပေါ်မှာရှိတာပါ။ အဲ့ဒီစစ်ကောင်စီတပ်သားတွေကဒီဇွန်လ9ရက်နေ့မှာပဲကံကြီးရွာကိုတင်ပိုက်ခဲ့ပြီးညပိုင်းမှာပဲတပ်ပြန်ဆုတ်သွားရတဲ့အခြေအနေဖြစ်ပါတယ်ဆိုပြီးတော့ PPS ပင်ကနေတင်လာပြတဲ့ဒီနောင်ချိုအတက်ပွဲအခြေအနေလေးပဲဖြစ်ပါတယ်ဆက်ပြီးတော့ဒီရန်ကုန်ဘက်မှာဆိုရင်လဲရန်ကုန်တိုင်းတကုံမြို့သစ်တောင်ပိုင်းမြို့နယ်တရားရုံးမှာတက်ဆွဲထားတဲ့စစ်တပ်ကို M79 ဘုံပြက်လောင်ချာနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ရမှာထိရောက်စွာကြားရောက်ပောက်ကွယ်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးကတော့ မနေ့ကဇွန်လ9ရက်နေ့ည10:35မိနစ်ခန့်ကရန်ကုန်မြို့တောင်တကုံမြို့နယ်မှာရှိတဲ့အကြံပတ်စစ်တပ်လက်အောက်ခံမြို့နယ်တရားရုံးမှာတက်ဆွဲကလုံခြုံရေးယူပေးနေတဲ့စစ်ကောင်စီတပ်သားတွေကို M79 ဘုံးပစ်လောင်ချာနဲ့40မမဘုံးသီးနှလုံးပစ်ခတ်တတ်ခတ်ခဲ့ရမှာတော့ပြစ်မှတ်ကိုထိရောက်စွာကြားရောက်ပောက်ခွဲမှုရှိခဲ့ကြောင်းသိရပါတယ်။နောက်ဆက်တွဲထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့ဆက်လက် စုံစမ်းနေစေဖြစ်ကြောင်းသိရပါတယ်။ဆိုပြီးတော့ခေတ်သစ်မီဒီယာကထပ်ပြီးတော့တင်လာပေးတဲ့ဒီရန်ကုန်ဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်။ နောက်ထပ်ဒါကျွန်တော် ILO Article 33ရအရေးယူခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့ဒီကြံ့ဖို့ပါတီကအလုံးအမှုဆောင်မေကင်းမောင်မြင့်ကလည်းဘလို့ဒီကြေကွဲလောင်မြိုက်ထားလဲဆိုတော့ဒီမြန်မာနိုင်ငံကို ILO Article 33ဖြစ်အရေးယူမဲ့ကိစ္စကတစုံတရာတက်ရောက်မှုမရှိနိုင်ဆိုသောစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အပေါ်မယုံကြည်ကြောင်းကြံ့ဖို့ဗဟိုအလုံးအမှုဆောင်မင်းကင်းမောင်မြင့်ကစစ်တပ် lobby Telegram channel တွေကနေတဆင်ဝေဖန်ပြောဆိုလိုက်ပါတယ်အဲ့ဒီမှာဘလို့ဒီလောင်မြိုက်ထားလဲဆိုတော့ သူတို့စစ်ကောင်စီရဲ့တရားမှုမရှိဘူးဆိုတဲ့ထုတ်ပြန်ချက်ကိုအယုံကြည်မရှိပါဘူး။ဘာကြောင့်လဲဆိုတော့နိုင်ငံတကာရန်တရားတွေဆိုတာကနိုင်ငံတကာနိုင်ငံကိုဖိအားပေးရမယ်ဆိုရင်မျက်စိတွေပိတ်တယ်၊နားတွေပိတ်တယ်၊ခြေတွေလက်တွေကိုကျိုးနဲ့တောက်တယ်။အဲ့လိုကျိုးတောက်ပြီးအပိုင်လောက်ပြီးဆိုတော့မှအဲ့ဒီနိုင်ငံကိုပြိုကွဲအောင်လုပ်တာအခုလဲကျွန်တော်တို့စပြီးတော့မှမျက်စိပိတ်၊နားပိတ်၊ကျိုးတွေစပြီးတော့တောက်နေပါပြီ။ကျွန်တော်တို့အပေါ်မှာတရားမှုရှိပါလေ။အနေနဲ့အများလာမယ်။အနှင်းနဲ့အမြန်လာပါမယ်။ပုပ်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ NSC အစည်းအဝေးကနေအခုလို Article 33အရအရေးယူမယ်ဆိုတာကတော့တေးကြတဲ့ကလေးကစားစရာမဟုတ်ဘူးဆိုပြီးတော့ဒီကြံဖို့ဘို့အလောက်အမှုဆောင်မင်းကင်းမောင်မြတ်ကအခုလိုပဲကြေကွဲလောင်မြိုက်ထားတာလေးပဲဖြစ်ပါတယ်။အဲတော့မင်းတို့ဟိုဘအောက်တန်စာရကွက်ကဘောမလော်ပြီးတယ်။မင်းတို့ပြောတော့ဒီအရေးယူခံရတဲ့ကိစ္စကမင်းတို့စစ်တပ်ဘာမှမဖြစ်ပါဘူးဆိုဟမ်မင်းတို့ဒီမှာကြံဖို့ပါတီထဲကမင်းကင်းမောင်မြတ်တောင်မှကြေကွဲလောင်မြိုက်နေစပြီနော်။ ဲတော့ကြီးကျက်လဲလောက်ကြအောင်တိုက်ပြီးတော့လဲမလော်ကြနဲ့ညညဆိုအိမ်မရပဲခိုးပြီးတော့ငိုနေကြပြီလားဆိုတော့မင်းတို့အဖတွေကိုလဲသွားပြီးတော့ကြီးကျအောင်နော်အဲတော့ဒီမှာမင်းကမောင်မြေတော်ပြောလာပြီနော်အနှီးနဲ့အမြန်ကတော့မင်းတို့ဒုက္ခတွင်းနဲ့ကြတဲ့ထက်ကိုကြလာတော့မှာကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒီဇော်ဘောင်းရဲ့အဖမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဘောမပြောင်ကြီးတို့ကတော့မတရားဘူးဆိုပြီးဆန္ဒပြဖို့ပြောကြတယ်ဘောမတွေအဲ့လိုဆန္ဒပြဖို့ပြောနေတဲ့အချိန်မှာဒီအမျိုးရုပ်ပေါက်ကတော့ ဘလို့တွေကြိုက်ပြီးဝမ်းသာနိုင်မလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာကိုစောဘုံဟိနဲ့ပတ်သက်ပြီးတော့သတင်းမာတွေပေါ့ဗျာနော်တွေ့နေရရင်အားလုံးဟာမှားနေပါလေကိုစောဘုံဟိဒီအခုချိန်ထိอืมဘာအမှုမှတက်စင်ခြင်းမခံရဘဲနဲ့ဆွေးခံထားပါဗျာအဲ့တော့အကိုစောဘုံဟိကိုအခုလိုမျိုးလှုပ်တလှုပ်ရက်တွေဟာအတတော်လေးကိုပေါ့နော်အဲစဉ်းစားစရာလေးဖြစ်လာတယ် ါမတရားဘူးလို့ပြောလို့ရတယ်ပေါ့ဗျာနော်။အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ခမားတို့ကိုဖုံးအားပေးထောက်ခံသူတွေပေါ့နော်။အဲခမားတို့ကနေပြီးတော့မထကြွပဲနဲ့ပေါ့နော်။ခမားတို့ရဲ့စန္ဒပေါ့ကိုဖုံးကိုကျုပ်တို့ချစ်ပါတယ်ဆိုအားပေးထောက်ခံသူ့ကိုခုလွတ်ပေးပါဆိုပြီးတော့ခမားတို့ကမထကြွဘူးဆိုလို့ရှိရင်တော့ကိုဖုံးဒီအဲသူ့ရဲ့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်သူ့ရဲ့စန့်ကျင်ဘက်တွေပေါ့နော်။ဒီစန့်ကျင်ဘက်တွေရဲ့ PR ကိုသူခံရလိမ့်မယ်။အဲ့တော့ခမားတို့ငြိမ်နေတာတော့ကျွန်တော် အာအော်တယ်ဗောဗျာနော်အဲ့တော့ခင်ဗျားတို့ရဲ့ဆန္ဒကိုထုတ်ဖို့ပြသကြပါနော်အဲ့တော့မှတ်တာလေးဆန္ဒပြဖို့လောက်ခင်ဗျားတို့ချစ်တယ်မဟုတ်ဘူးလားအေးခင်ဗျားတို့ချစ်တယ်ခင်ဗျားတို့ချစ်တယ်ငြိမ်ပြီးချစ်နေတော့မရဘူးနော်နေကုသိုလ်ဘုန်းကြီးနဲ့ပတ်သက်ပြီးမှဒီပတော်တော်များများကလည်းနော်ကုသိုလ်ဘုန်းကြီးနဲ့ပြပြီးမှဆန္ဒပြဘာပြညာပြဆိုပြီးမှပြောနေတာကြီးကြားနေရတယ်ဗျာနော်ကုသိုလ်ဘုန်းကြီးမဖြစ်တဲ့ညာဖြစ်တဲ့ပေါ့နော်ကုသိုလ်ဘုန်းကြီးရဲ့ ဟွာဘောအပိထောက်ခံလို့တွေဘယ်ရောက်နေလဲဘယ်သွားနေလဲညာဘောနေလဲပြောကြတယ်ဗျာနော်ဒီအဲ့လိုတွေအများကြီးပြောကြတယ်ဗျာတချို့လဲဆန္ဒထွက်ပြဘူးဘာပြဘူးဆိုတဲ့ဟာလေးတွေအဲ့တော့ကိုစောဖိုးဟင်းကိုဝိုင်းရံအပိထောက်ခံနေတဲ့လူတွေကိုပြောချင်တယ်ဗျာဒီလူရဲ့စိတ်စိတ်တက်ကတော့ကိုစောဖိုးဟင်းလိုက်လွတ်တဲ့အခါမှာတစ်ချက်တစ်ချက်လွတ်သွားတယ်တော့ထင်တယ်ဦးစင်းတို့ကအဲ့လိုလဲဆိုကိုစောဖိုးဟင်းလိုက်လွတ်တဲ့အခါမှာ ်ဦးစင်းအထင်ကတော့မူဘီမှာလိုက်လွတ်နေလို့ပဲထင်တာတောက်ပြီးမှလေအဲဒါဆိုကိုစောဖိုးရင်တစ်ခါလေပေါ့နော်မစင်ကျင်တာလေးတွေလည်းရှိတယ်အဲ့တော့ကိုစောဖိုးရင်နဲ့ပတ်သက်ပြီးမှဆန္ဒပြပါကြများရတယ်ပြောနေကြတယ်ကိုစောဖိုးရင်ကိုပတ်တယ်ယူဆန္ဒပြတဲ့အလဟာမှမဟုတ်တာဘာကြောင့်ဆန္ဒပြခိုင်းတာလဲအဲ့တော့ဦးစင်းကပြောချင်တယ်ဆန္ဒပြခိုင်းတယ်ပြပအတကားတွေကိုပြောချင်တယ်လာခဲ့ပါအင်းလာပြလိုက်ဟန်စီဦးစင်းပေးမယ်ဟုတ်ရှာနဲ့ ရုရှားနဲ့မြန်မာပြည်ဆိုလို့အတွားလာဆိုလို့ရှိရင်ဒီအတွားတွေကို80လောက်ရှိလောက်တယ်ဗျာเนาะအပြန်တော့ဆို160လောက်ရှိလောက်တယ်80လောက်တော့ရှိမှာဗျာလေရင်ကတွေခရီးစိတ်တော်တော်ဝေးတယ်လို့ပြောကြတယ်อืมအဲ့တော့ခင်ဗျားတို့ဒီဖင်လန်တို့ကြံတဲ့နေရာနိုင်ငံတွေရဆိုလို့ရှိရင်လမ်းစိတ်ကရုရှားလောက်တော့ဈေးမကြီးလောက်ဘူးအဲ့တော့လမ်းစိတ်ရစားစိတ်ရဥစဉ်အာမခံမယ်ငါကုစောဘိုးကြီးတွေဆန္ဒပြပါတယ်ဗျာကုစောတို့ကဆန္ဒပြတောင်းဆိုပါတယ်ဗျာဆိုရင်မှဒါမျိုးတွေလာခဲ့ကြဥစဉ်လမ်းစိတ်ရအကုန်ခံမယ်เนาะ ရှင်ဖေကဗျာရလို့တော့နော်ဗျာရအောင်လို့မင်းနဲ့ဓမြလိုက်တက်ရဥစဉ်မှာလဲလှူတဲ့တမ်းမဲ့တကာတကာမှရှိတယ်နော်ဥစဉ်တကာမှကိုထိုင်လဲရွှေလုတ်တည်းတကာမှပဲနော်အဲ့တော့ပြောချင်တာကထားပါဒါလေးမပြောတော့ပါဘူးနော်ဒီဘာနဲ့ဆန္ဒပြဘာပြဘာလို့ကုသောဘွင့်ကုသောဘွင့်ရဲ့မှားလားမှားလေကုသောဘွင့်ဒီဆဲတဲ့အခါမှာမှားတယ်တလား နော်ဆဲတဲ့အခါဒီမှာမှားတယ်။ဘာမှတိုင်မှုမကျင်တဲ့တိုင်မှုတူတွေကိုပြောဂျီဝမ်မကျင်တဲ့ဂျီဝမ်ဘိုးချုပ်တူမကျင်တဲ့ဘိုးချုပ်တူတွေကိုပြောပြောအချင်းချင်းနေလေဟိုအတော်တော်များများတင်ရတယ်ဗျာဘိုးဘိုးကြီးနန်းဝင်းနဲ့မှာအထုခါရတာအကျိတ်ခါရတာဘာခါရတာညာခါရတာသူဖူးရောင်းနေရပဲဆိုင်ပြုတ်တော့ပဲအော်တူတူကပဲစီးလန့်ကြည့်နေတဲ့ပုံစံအထိုးလည်းမခံပါဘူးအရိုက်လည်းမခံပါဘူးအဲ့ကိုစောဘိုးကြီးနဲ့ အတူပါဝါးတကားတယောက်ရှိတယ်အဲ့ကိုကျော်စိုးရဲ့ကြီးသူစုပါပြစ်မှမရှိဘူးเนาะဘာပြစ်မှလည်းမရှိဘူးမရှိဘူးကျော်စိုးကြီးပါပါတော့ပေါ်ပါတယ်ပါဝါးတာပေါ့ဗျအနည်းအနည်းအနည်းရှိရကျူဆိုတော့เนาะခွမလို့လို့မမေးနိုင်တဲ့အရာရှိတယ်ဟွန်းစန္ဒပြဆိုတာကြီးတော့ဘာအိဋ္ဌိပင်နဲ့ပြခိုင်းတယ်လို့တော့မတူဘူးဗျာเนาะဘာဘာအိဋ္ဌိပင်နဲ့ပြခိုင်းတော့ဥစဉ်လဲနားမလဲဘူးတခါတလေဥစဉ်ကပြပတဲ့ဓာတ်တွေကိုမယုံဘူးဆိုတာအဲ့လားပဲဗျာเนาะတခါတလေ လူကပြေပါလေဗျာကြည်လို့ရအေးစေးစေးပြောရတယ်ဗျာဒီမားရီကကိုတွေ့လေဗျာဟုတ်လားအဲ့ကြောင့်ကိုစောဘုန်းကြီးနဲ့ပတ်သက်ပြီးလွတ်လဲမလွတ်သေးပါဘူးပုံမာတွေဘာတွေညာတွေတတ်ထားတာဆိုတာလဲအမလူကြီးတွေကိုငါကိုက်တုတ်ထားတွေတင့်ယုံဆဲတာတွေနဲ့ဒါနဲ့ပဲနောက်ဆုံးကိုစောဘုန်းကြီးရဲ့ light တွေကိုကြည့်ပါอืม light တွေကိုတေချာကြည့်ဘွာပေါ့နော်ဒီ PDF တွေအကြောင်း DNA အကြောင်းတွေတိတ်မပြောတော့ဘူးဒီလူကြီးတွေပဲဝေဖန်နေထောက်ပြလူကြီးတွေပဲ ဆဲဆိုနေရတွေပဲတွေ့နေရတာကဲကြည့်အောင်နော်ဒီပောက်ကတော့ကတော့ကြဲ့ပြီးတော့ဝမ်းတာနေတာဒီဇော်ဘောဟင်းကိုထောက်ခံကြတဲ့ဘောမားတွေကတော့ဆန္ဒပြဖို့ပြောနေကြတာဒီအမျိုးရုပ်ပောက်ကတော့ကတော့တမျှဆန္ဒပြဖို့ပြောတာကိုကြော်လိုက်တဲ့အပြင်ကမှနော်ဒီဇော်ဘောရဲ့အပေါက်လေးပါထပ်ပြီးတော့ဖော်တယ်ဆိုတော့ကဒီကောင်ကရင်းနေတဲ့သူဝါကူထိုးနေတဲ့ပုံစံမျိုးပဲနော်အဲ့တော့ဒီကောင်ရောက်တေချာကြီးကြီးဆက်ဖြဲဆက်ဖြဲနဲ့ကြဲ့ပြီးတော့ဝမ်းတာနေတဲ့ပုံစံပဲနော်ကဲနောက်ထပ်သူတို့ဒီဂတိမတိတဲ့အချမ်းဘက်စစ်ခွေတက်ကြီးကို ဒီဘောမှပြောင်ကြီးကလည်းဘလို့တွေတဲတွေဆော်ထားအောင်လဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ရအောင်ညာအဲ့တော့စစ်တီတွေထဲမှာဘာကြောင့်မို့လက်နက်ချမှုတွေကြုံနေဘာကြောင့်မို့လို့ပေါ့ဗျာနော်ဟိုစခန်းတွေကြားရလဲဆိုရှင်ညာတို့နတ်ဆကကိုတိုင်ကတစ္ဆာရှိမှုမှာအာနေနေရတော့တွေ့ရတယ်အဲ့တော့လုံထုံးလုံနီးတွေအဒီစကားတွေအဲစာချုပ်စာတမ်းတွေကို လေးစားပါလို့ကျွန်တော်ပြောချင်တယ်ပေါ့ဗျာနော်ဒီကဘေးရောက်ကိုထောက်ဆပြီးပြောချင်တယ်ဆိုလို့ရှိရင်တသိန်းအထင်ကျင်းထောင်ပေါ့နော်ကျင်းထောင်နေမှာ တက်ပြေးမှုတွေနဲ့အဲတက်ပြေးမှုတွေနဲ့ဒီပေါ့နော်ထောင်ချခံနေရတယ်အဲတက်ပြေးမှုနဲ့ထောင်ချပြီးဟေးဆိုရှင်ထောင်ထဲမှာကောင်းကောင်းဆော့ပလော့တီးခဲ့ပေါ့ဗျာနော်ကောင်းကောင်းကိုအဲပညာတွေပြီးတဲ့ပုံစံတွေပြီးထောင်ထဲမှာမနေချင်အောင်ပေါ့ထောင်ထဲမှာမနေချင်ဘူးဆိုလို့ရှိရင်တို့ကိုမေးတယ်မင်းတို့တွေအဲစစ်တပ်ထဲမှာတာဝန်ပြန်ထမ်းဆောင်မလားစစ်ပြေးမှုနဲ့ထောင်ချနေတော့အဲထောင်သားတွေကိုနော်ဒီပေါ့စစ်တီစစ်ပြေးတွေကိုပြန်ပြီးတော့ စီယုံတယ်စီယုံပြီးတော့စာချုပ်ချုပ်တယ်မွမ်းမံတင်တန်းတလတက်ရတယ်တက်ပြီးတဲ့ခါကျတော့တခါတယ်အဲခြေတန်းလွတ်တယ်ဟောညာနော်အဲ့တော့တနည်းပြည့်တဲ့ခါကျတော့ကျွန်တော်တို့ပြန်တော့မယ်ဆိုတော့ဘာမှလည်းပြန်အောင်လို့ဆိုတော့ပြန်လို့လုံးဝမရဘူးဖြစ်နေတယ်အဲ့တော့သူတို့ကခင်ဗျားတို့ပုံမှာဂတိတည်တယ်လို့ခင်ဗျားတို့ကလည်းဂတိပြန်တည်မှာပေါ့ဟလာနတ်ဆက်ကဆိုရင်ဂတိပြန်တည်ဖို့လိုတယ်အဲ့တော့သူတို့ပြန်ဖို့လိုတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ဂတိတည်ပေးပါ ဲ့တော့တနစ်သမားတွေကမထွက်ရတဲ့အခါကျတော့သုံးနှစ်သမားတွေကစိတ်သက်ကြတာပေါ့ဗျာကျွန်တော်တို့ NASA ကဆိုတာအစိုးရတော့နိုင်ငံတစ်ခုရဲ့အစိုးရဖြစ်တယ်စစ်တပ်ဆိုတာ institution ကြီးဖြစ်တယ် institution ကြီးဖြစ်တဲ့အလျောက်မို့လို့စာချုပ်စာတမ်း convention တွေပုံမှာအခြေခံထားတာဖြစ်တယ်အဲ့တော့ဒီစာချုပ်တွေပုံမှာလည်းတစ္ဆာရှိရမှာဖြစ်လို့ကို institution ပုံမှာတစ္ဆာရှိရမှာဖြစ်လို့ကိုယ့်ရဲ့ NASA ကဆိုတဲ့အစိုးရနိုင်ငံတကာရဲ့အစိုးရဆိုတဲ့ဂုံတိတ်ခါပုံမှာလည်းပြန်ပြီးတော့လေးစားရမှာဖြစ်တယ် ဲ့တော့လေးစားသမှုရှိမှစာချုပ်တွေပေါ်မှာလေးစားသမှုရှိရအောင်အဲ့တော့ဒီအချင်းရပေါ့ဒီစစ်တီတွေပေါ့နော်ဟိုစစ်ပြေးစစ်တီတွေရဲ့ဒုက္ခနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့အခုကြုံနေရတဲ့ဂရိမတိမှုနာဆာအစိုးရဂရိမတိမှုနဲ့ပတ်သက်ပြီးတော့ဘသူပေါ်မှာဒီဒီဘယ်ကောင်မဒီတောင်းရဘသူပေါ်မှာရှိနေတယ်လဲစိုးရိုက်ပေါ်မှာအုန်နမင်းအွန်လိုင်းကိုယ်တိုင်ပဲဂရိသစ္စာမတိတာလား နာစာကအစိုးရဂတိတ္တစာမတည်တာလားဒါအောင်ရှိနေတက်မတော်မှာရှိနေအခြားအဆင့်အလဲအဆင့်တွေပေါ့နော်ဟိုဂတိတ္တစာမတည်တာလားအဲ့တော့ရဲတပ်ဖွဲ့ဝင်တွေပေါ်မှာလည်းဂတိတ္တစာတည်ကြည်ဖို့လိုတယ်အဲ့တော့ဗျာခုမြန်မာတနိုင်ငံလုံးမှာရဲတွေရှိကြတယ်အဲ့ဒီရဲတွေအနေနဲ့ကယာလူတူရေတော်လည်းကောင်းနော်သူတို့ကဂတိစကားအားဖြစ်တော်လည်းကောင်းအလှည့်အားဖြစ်တော်လည်းကောင်းအဲ့သူတို့ရခိုင်ကိုပို့တယ်ပေါ့ဗျာနော်ရခိုင်ကိုပို့တယ်စစ်တွေလို့ကြောက်ဖြူလို့မန်အောင်လို့ပေါ့ဗျာနော်သို့ပါတော့လည်းပဲအခု အဲသူတို့ယုံကြည်အားကိုးတဲ့လက်နက်ကင်အဖွဲ့စီနဆကကသူတို့ကိုပြန်ပြီးတော့ဂရီးသစ္စာဖောက်တယ်လို့ညာသူတို့မခံစားရဘူးလားဗျာနော်အခုဆိုရင်သူတို့ခံစားနေရပုံကသူတို့ရောက်တာနှစ်နှစ်ဂရီးစကားနဲ့သူတို့အဲစစ်တွေကိုရောက်တယ်ကြောက်ချီကိုရောက်တယ်အဲ့တော့ဒီနှစ်နှစ်ကပြည့်လို့နောက်ထပ်နှစ်နှစ်ကြာတော့လေပြန်မလားမလဲနောက်ထပ်နှစ်နှစ်လည်းမပြန်အောင်နောက်ထပ်နှစ်နှစ်လည်းမပြန်အောင်အဲ့တော့နှစ်နှစ်ဂရီးစကားနဲ့ရောက်ခဲ့တယ်6နှစ်ကြာတဲ့အထိမပြန်ရဘူးဖြစ်နေတယ် အလေကနေပြီးတော့ position ချပေးတယ်ပေါ့ဗျာ position ချပေးတဲ့သူတွေပေါ့ဘယ်သူကိုဘယ်နေရာသွားဆိုပြီးချပေးတဲ့သူသူတို့ကြားထဲမှာအပေးအယူတွေရှိနေတာဟုတ်ဗျာပိုက်ဆံဒီပေါ့ရခိုင်ကိုမသွားရဘူးပေါ့နော်အဲ့လိုမျိုးနေရာတွေမရောက်ဖို့အတွက်ကိုဓာရယ်လို့ခေါ်တာပေါ့ဓာရယ်ဆိုတာဂါရဝသွားပြူလာတာပေါ့ဗျာနော်အဲသွားပြီးတော့ကရော့နေတာတွေဟလာပိုက်ဆံပေးလိုက်လို့ရှိရင်ရနေတဲ့ပုံစံမျိုးတွေရှိနေခါကြပိုက်ဆံမပေးနိုင်တဲ့သူပိုက်ဆံမရှိတဲ့သူတွေနော် အနောက်မှာ background ကောင်းကောင်းမရှိတဲ့သူတွေအနေနဲ့ကတော့အဲသူတို့ပြောသလိုအခုချိန်ထိလုံးဝမဲသာတောင်ချေပေါ့ဗျာနော်လုံးဝဘယ်သူမှမသွားခြင်းတဲ့အချက်ကိုသွားပြီးဘယ်တော့မှမပြန်တဲ့ခရီးတွေဖြစ်သွားတာတွေရှိတယ်။မဟုတ်ဘူးဆိုလို့ရှိရင်တော့ခုလိုမျိုးအဲအောက်ခြေတွေက အောက်ခြေစစ်တီတွေစခန်းကိုဟလာဇန်သူကကြီးတော်မဖောက်သေးဘူး။ခွေပြီးတော့ဒီကိုနောက်ဆုတ်ပေးလိုက်တာလေ။အဲဒါတွေနဲ့ပတ်သက်လာလို့ရှိရင်ခင်ဗျားတို့ကိုယ်တိုင်ကဘာ ောက်ခြေကိုသစ္စာမရှိတော့လေ။နောက်ငယ်သားတွေကတီးခန့်နိုင်မှုအတိုင်းတာကုန်သွားတတ်တယ်။ကဲတော့ဒါလေးကတော့တို့ဒီစေတန်စခန်းတွေမှာကျွန်တော်တော်လိုင်းတက်ဖက်တွေကတနက်တစ်ချက်မဖောက်ရသေးဘဲနဲ့တို့ဒီအကြံပတ်စစ်ခွေတက်ကောင်တွေကတော့ခွေးပြီးဝက်ပြီးပြီးကုန်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဘောမပြောင်ကြီးပောက်ွယ်လောင်မြိုက်ထားတာလေးပေါ့နော်။ကဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ညီကိုမှန်ပါတယ်တယောက်ချင်းတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်မနေ့ပြန်မနေ့မှာပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါဦးမယ်အားလုံးပဲကျန်းမာပေးခင်ကြပါဗျာ